သာ Miss Universe license ကိုမကန်ရပဲဒေါ်စိုးယူဝေတာရရင် Miss Universe organization ကိုတရားစွဲမဲ့အထူးအလွင်မင်္ဂလာပါပရိသတ်ကြီး Egris Diary ကနေပြည်လဲကြိုဆိုလိုက်ပါတယ်ဒီရက်ပိုင်းအလှမဲ့လောက Fashion Industry မှာအပူဆုံးသတင်းအလောက်ခတ်ဆုံးသတင်းကိုပြောပါဆိုရင်တော့ Miss Universe မြန်မာနေရအတွက်ထိုင်ကုန်လူပွဲကြီးပါပဲဇလန်းကရိုးရိုးလေးမဟုတ်ပါဘူးငွေပေးပြီးမှ license မရရင်တရားစွဲမယ်ဆိုတဲ့အထီးဇက်ရှိန်မြင့်တက်လာတဲ့အနေအထားပါ တဖက်မှာစေစုနေတခုကျော်နေရာယူထားတဲ့ဝါရင် National Director ဒေါ်စိုးယူဝေတဖက်မှာတော့လက်ရှိအောင်မြင်ဆုံးရလဒ်တွေကိုဖန်တီးပေးနေတဲ့လူငယ် Director ထူအန်လွင်ဒီနေရာရဲ့အားပြိုင်မှုကတကယ်ကိုရုပ်ရှင်ဆန်နေပါတယ်ပရိသတ်တွေဘာကြောင့်ထူအန်လွင်ကိုဒီနေရာမှာလိုချင်ကြတာလဲအဖြေကသူ့ရဲ့လက်တွေ့ရလဒ်တွေကြောင့်ပါပဲထူအန်လွင်ဆိုတဲ့နာမည်ကအခုနောက်ပိုင်းမှာ Placement Grandee စုရစီရမယ်ဆိုတဲ့အမှတ်ခံချက်လို့ဖြစ်နေပါပြီတသက်ပြစရာတွေလည်းအများကြီးပါ နေနေလေးအိမ်ဆိုရင်သူ့လက်ထက်မှာ Miss Grand International လို့စင်မြင်းထက်မှာဘလောက်ထိတောက်ပါခဲ့လဲအားလုံးအသိပါသဲဆုံငိမ့်ဆိုရင်လည်းအတိုင်ငယ်ငယ်လေးနဲ့နိုင်ငံတကာအင်ပတ်ကြီးကြီးမားမားဖြစ်စေခဲ့တော့သူ့အလွင်ရဲ့ပြုစုပြောထောင်မှုကြောင့်ဆိုတာအငြင်းမရပါဘူးနောက်ဆုံးလက်တလောသက်တွေကတော့ Miss International ပြိုင်ပွဲပါပဲ အရင်နှစ်တွေကမြန်မာအလှမယ်တွေဟာဒီပြိုင်ပွဲမှာလက်ခုပ်တီးပြီးတော့ပြန်လာရတဲ့ Amplace အစင်းလောက်နဲ့အခြေအနေခင်ရတာပါ။ဒါပေမဲ့သူအလွင်ကင်တွယ်ပြီးအယောင်တင်ပေးလိုက်တဲ့အလှမယ်နန်းအစ်စလီခေါ်နာနာလက်ထက်မှာတော့တမိုင်းပြောင်းသွားခဲ့ပါပြီ။ မြန်မာနိုင်ငံအတွက် Miss International Top 10ဆိုတဲ့ကြီးမားတဲ့ဆုကိုအရယူပေးနိုင်ခဲ့ပါတယ်။ဒါဟာသူအလွင်ကရင်ဆုရတယ်ဆိုတဲ့ယုံကြည်မှုကိုပရိသတ်တွေကမှပို့ပြီးတော့ခိုင်မာစေခဲ့ပါတယ်။ဒါကြောင့်လည်းပရိသတ်တွေက Miss Universe မှာလည်း Emblems တွေဇာတ်တိုက်ဖြစ်နေတာကြားပြီးသူအလွင်ကိုပေးကန်လိုက်ရင်ရွှေတရဖူရနိုင်တယ်ဆိုပြီးတော့မျှော်လင့်နေကြတာပါ။ဒါပေမဲ့ပြဿနာကဒီမှာစတာပါ။ လက်ရှိ Miss Universe မြန်မာ National Director ဖြစ်တဲ့ဒေါ်စိုးယူဝေဘက်ကလွယ်လယ်နဲ့လက်မလွတ်ပါဘူး။သူမကငါးသားလင်းတရားဝင် ND ဖြစ်တဲ့သူအလွင်ပြောနေရတွေကတရားမဝင်ဘူးဆိုပြီးတော့တင်းခံထားပါတယ်။ဒီလိုချိန်နေမှာသူအလွင်ကလည်းသူ့ရဲ့ပိုင်ဆိုင်မှုအထောက်အထားတွေကိုထုတ်ဖော်ပြောဆိုလာပါတယ်။သူအလွင်ရဲ့ပြောကြားချက်အရသူဟာ Miss Universe မြန်မာလိုင်စင်ကို မနေ့တနေ့ကမှဝယ်ချင်နေတာမဟုတ်ပါဘူး။ဒီကနေ့နှစ်နှစ်လပိုင်း February ကတည်းက Miss Universe Organization နဲ့စာချုပ်ချုပ်ပြီးတော့ license ကြီးတွေပေးသွင်းထားပြီးသားလို့ဆိုပါတယ်။သူ့ရဲ့ဘဏ်မှာဘဏ်ငွေလွဲပြေစာ၊ဘဏ်စလစ်တွေစာချုပ်စာနဲ့အထောက်အထားတွေအခိုင်အမာရှိနေတယ်လို့သိရပါတယ်။ ဒါကြောင့်ထူးအလွင်ကပြက်ပြက်သားသားကြီးညာလိုက်ပါပြီ။တကယ်လို့များ MUO အနေနဲ့သူငွေပေးချေထားပါလျက်နဲ့သူ့ကိုလိုင်စင်မပေးဘဲဒေါ်ဆိုးယူဝီကိုသာဆက်ပေးမယ်ဆိုရင်တာဟာလိမ့်လည်မှုမြောက်တဲ့အတွက်ကဘာကျော် Miss Universe Organization ကြီးကိုတရားစွဲဆိုသွားမယ်လို့ဆိုပါတယ်။တာဟာတာမန်ချင်းချောင်းမှုမဟုတ်ဘဲနိုင်ငံတကာအဖွဲ့အစည်းကြီးကိုပါတရားဥပဒေအရရင်ဆိုင်မယ်ဆိုတဲ့သဘောပါ။ငွေပေးပြီးရင်လိုင်စင်ရမှဖြစ်မယ်မရရင်တော့တရားမျှတမှုအတွက်အဆုံးထိသွားမယ်ဆိုတဲ့သဘောထားကိုပြသလိုက်တာပါ။ အခုချိန်မှာတော့ပွဲကကြီးကောင်းနေပါပြီ။ဒေါ်စိုးယူဝေကပဲဆက်ပြီးတော့ဘယင်မလုံးမလား။ဒါမှမဟုတ်ထူးအလွင်ကပဲတော်လန်ရေးလုပ်ပြီးတော့ထိုင်းကုံကိုအရယူမလားဆိုတာစောင့်ကြည့်ရမှာပါ။ပရိသတ်များစုကတော့အပြောင်းလဲကိုလိုလားနေကြပါတယ်။နှစ်ပေါင်းများစွာအောင်မြင်မှုနဲ့ဝေးကွာနေတဲ့မြမမစ်ယူနီဘာ့စ်လောကကိုသူအလွေရဲ့ငွေကြေးအရင်းနှီးနဲ့မဟာပြူဟာတွေကကယ်တင်နိုင်မယ်လို့ယုံကြည်နေကြလို့ပေါ့။ကယ်ပရိသတ်ကြီးဒီပွဲမှာဘယ်သူနိုင်မလဲ။အထောက်ထားခိုင်လုံတဲ့သူအလွေလောင်ဝါရင်ဒေါ်ဆိုးယူဝေလောင် နောက်ဆုံးမှာမြန်မာနိုင်ငံအတွက်ဘသူက ND ဖြစ်ရင်အကောင်းဆုံးဖြစ်မယ်လို့ထင်ကြလဲအကျိန်းနဲ့ဆွေးနွေးပြီးသွားကြပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါ